အာဆင်နယ်နဲ့တင်းကြားခဲ့တဲ့ပွဲမှာဘယ်အသင်းမှမလုပ်ပြနိုင်တဲ့စံချိန်ကောင်းရရှိခဲ့တဲ့ United ဗိတ်သမားအလုံးမဲ့မင်လောင်မြောင်းတင်းပြဖော်ဘောရှိုးစီတင်ကနေပြန်လည်ကြိုလိုက်ပါရင် Manchester United အသင်းဟာအာဆင်နယ်နဲ့တပတ်တကောစီတင်းကြားခဲ့တဲ့ပွဲစဉ်မှာ Premier League သမိုင်းတည်းရှောင်းဘယ်အသင်းမှမလုပ်ပြနိုင်ခဲ့တဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုကိုရရှိခဲ့ပါရင်မင်းညာတော့ကအင်ဝင် Old Trafford မှာကစားခဲ့တဲ့ဒီပွဲစဉ်မှာ United နဲ့ Arsenal အသင်းတို့ဟာတပတ်တကောစီတင်းရလဲထွက်ပေါ်ခဲ့တာဖြစ်ပါရင် ာဆင်နယ်တင်းအောင်ဘရိုင်းလမိုင်းလုံယူနိုက်တက်ကိုလွှမ်းမိုးကစားထားနိုင်ခဲ့ပေမယ့်ယူနိုက်တက်ရဲ့ခံစည်းချက်တွေမှုသူတို့ကိုယ်တိုင်ရဲ့အဆုံးသတ်ဉာဏ်ဖြင်းမှုတွေအကြောင်းအုတ်ဆောင်ကိုရဖို့ကြံ့ကြာခဲ့ရပါတယ်။ဒါကြောင့်လည်းဘရိုင်းနာကျင်အချိန်ပေါ်နှစ်မိနစ်မှာယူနိုက်တက်ဘက်ကအုတ်ဆောင်ကိုစတင်ရရှိသွားခဲ့ပြီးအလန်ဂျာတို့ကနာချိုးချောင်းရရှိတဲ့လွတ်တေကန်ဘောကနေဘရူနိုဖာနန်တက်ကလှလှပပကန်သွင်းအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဲနောက်အာဆင်နယ်အသင်းဟာဒုတိယပိုင်းမှာဂျင်ဘာကိုပြန်လည်ရရှိဖို့အစွမ်းကုန်ကြိုးစားလာခဲ့တယ်လို့ United ကလည်းပွဲကိုအပြတ်ပြတ်ဖို့တောက်လျှောက်ပြားပေးထားနိုင်ခဲ့ပါတယ်။ပွဲချိန်84မိနစ်မှာတော့အာဆင်နယ်တို့ဂျင်ဘာကိုရရှိသွားခဲ့ပြီးတင်းမောင်းရဲ့ဖန်နီပင်မှုကနေဒီကလန်ရိုက်ကအသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ United အနေနဲ့အသေးတမှတ်နေတာဂျင်းနဲ့ခင်ရပေမဲ့အနိုင်ရလောက်တဲ့အထိစမ်းဆောင်ရမျိုးကိုပြသသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲပြီးမှာ United အသင်းဟာ Premier League တဝိုင်းတစ်လျှောက်ဘယ်အသင်းမှမလုပ်ပြနိုင်တဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုကိုရရှိခဲ့ပါတယ်။ United အသင်းဟာဒီနေ့ပွဲမှာ ဘရူနိုဖာနန်တက်ရဲ့ဘရာဝိုင်းသွင်းကိုနဲ့အာဆင်နယ်အသင်းကိုဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါရင်ဒါဟာဒီဇင်ဘာ၁ရက်နေ့နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ပြိုင်ဘက်အသင်းကိုဦးဆောင်ခွင့်ရင်သွင်းပြီးဘရာဝိုင်းမှာဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါရင်ဒါအပြင်မှတ်တမ်းမှတ်ရရရာ United အသင်းဟာ1984ခုနှစ်မေလကနေစတင်ပြီးအိမ်ခွင်းမှာကစားခဲ့တဲ့ပွဲပေါင်း386ပွဲမှာ ပထမပိုင်းခိုးသွင်းပြီးတိုင်းလုံးဝမရှုံးနိုင်တဲ့အမှတ်တမ်းပိုင်ဆိုင်သွားခဲ့တာဖြစ်ပါရင်ယူနိုက်တက်အသင်းနဲ့1984ခုနှစ်မေလကနေမနေ့ကအာဆင်နယ်နဲ့ပွဲစဉ်ကစားခဲ့တဲ့2025မန်ချလာကိုရဲနေ့အထိပထမပိုင်းမှာခိုးသွင်းယူနိုက်ခဲ့တဲ့ပွဲပေါင်း388ပွဲမှာ355ပွဲအထိအနိုင်ရရှိခဲ့ပြီး33ပွဲသာတည်ကြခဲ့တာဖြစ်ပါရင် နှစ်ပေါင်း60ကျော်အတွင်းဖရာဝိုင်းမှာဂိုးသွင်းမိတိုင်းမရှုံးတဲ့အမှတ်တမ်းကောင်းတစ်ခုကို United အသင်းကနှစ်ပေါင်း60ကျော်နှီးပေါင်းထိမ့်သိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီစံချိန်ကို United ရဲ့ကဏ္ဍဝင်နီးပြတွေဖိတ်ကြရင် Ron Atkinson, Sir Alex Ferguson တို့အပါအဝင် David Moret, Ryan Giggs, Lewis Van Gaal, Jose Mourinho, Ole Gunnar Solskjaer, Michael Carrick, Ryan Rand နဲ့ Eric Ten Hag နဲ့ Ruben Nesterry နောက်ဆုံး Robin Amorim တို့ဒီစံချိန်မှတ်တမ်းကောင်းကိုဆက်လက်ထိမ့်သိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ် ယူနိုက်တက်အနေနဲ့နောက်ဆုံးအင်္ဂွဲမှာဂိုးသွင်းပြီးရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကတော့1984ခုနှစ်မေလ9ရက်နေ့မှာဖြစ်ပါရင်အဲဒီပွဲစဉ်မှာယူနိုက်တက်ဟာအင်္ဂွဲမှာအင်းဆယ်အသင်းကိုအခက်ကစားခဲ့ရပြီးပရမပိုင်းမှာမတ်ဟုတ်ရဲ့အသင်းကိုလည်းဦးဆောင်ထားနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့တေလာပွိုင်းမတ်ဒီယာရင်းအလန်ဆန်နာလန်တို့ရဲ့အသင်းကိုတွေနဲ့ဒုံကိုတကုတ်နဲ့ရှုံးနိမ့်ခဲ့ရတာဖြစ်ပါရင်ယူနိုက်တက်ဟာအဲဒီနောက်ပိုင်း ကစားခဲ့တဲ့ပွဲအစဉ်တွေမှာအင်ကွင်းမှာဂိုးသွင်းနိုင်ခဲ့တဲ့ပွဲအစဉ်ပေါင်း300မှာလုံးဝမရှုံးခဲ့တဲ့မှတ်တမ်းကောင်းကိုရရှိခဲ့တာဖြစ်ပါရင် United အာမေရိကပွဲမှာတေးကြလက်ထွက်ပေါ်ခဲ့ပေမဲ့အဆင့်14နေရာမှာဆက်လက်ရပ်တည်နေခဲ့တာဖြစ်ပါရင် Arsenal အသင်းကတော့ထိဆုံးကအုပ်ဆောင်နေတဲ့လီဗာပူးအသင်းနဲ့15မိနစ်ကြီးကွာဟနေသွားပြီးဖြစ်ခဲ့တာကြောင့် Premier League Champions League ကိုရယူဖို့မျှော်လင့်ချက်တွေဟာဝေဝါးသွားခဲ့ရပြီလေဖြစ်ပါရင် United အနေနဲ့လာမယ့်ကြားရမှာ Europa League 16အသင်းအဆင့်ဒုတိယကျောပွဲအစဉ်ဖြင့်အင်ကွင်းမှာ Spain ကလည်း Real Sociedad ကိုအခက်ကစားသွားရမှာဖြစ်ပါရင်ပထမကျော Spain မှာတေးကြလက်ထွက်ပေါ်ထားတာကြောင့် United တို့နောက်ဆက်ကိုတက်ရောက် ောက်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးမှာရှိနေတာလည်းဖြစ်ပါရင်